ားလုံးမင်္ဂလာပါဗျာကောင်းဆန်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးတော့ဒေါ်တာတက်ခိုင်မာပြောခဲ့တဲ့စကားတွေကိုနောက်တစ်ချိန်ပြန်လဲတာဝန်ယူရမျိုးဆိုလာတဲ့ချစ်ကုန်တော်တင်ပြလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာချစ်ကုန်တော်ဟာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမာရီဘလိုပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ပြည်တွင်းပြည်ပမှာရှိကြတဲ့ကျွန်တော်တို့တော်လိုင်းရင်ညီကောင်တို့မတွေဒီဗီဒီယို ဖိုင်လေးကိုခဏလောက်ကြည့်ကြည့်ပါဟိုကျေးဇူးပါရှင်အခု PDF တင်လေအခုလက်ငယ်အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာဆိုလို့ရှိရင်တီးတန်းတော့ဟောပေါ့သူတို့ဆုံးဖြတ်ချက် ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူးဥပဒေပေါင်းလည်းပြောင်းဝင်လာမယ်ဆိုကျွန်တော်တို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေ။နောက်အခုစိုးရလည်းကြိုဆိုနေပါလေရှင်။အဲ့ဒါတော့အဲ့ဒါလေးအဖြေကတော့ရှင်းပါမယ်။အဲနောက်တစ်ခုပြည်သူစစ်မှုတန်းဥပဒေပေါ့နော်။ဆိုလို့ရှိရင်ပြည်ပြည်သူစစ်မှုတန်းထမ်းခြင်းက ကျွန်တော်တို့မြန်မာတနိုင်ငံနဲ့ထူးပြီးတော့မှဆောင်ရွက်နေတာမဟုတ်ပါဘူးကျွန်တော်တို့အင်္ဂလိပ်နာရှင်ဖြစ်တဲ့ထိုင်းမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်ပြီးတော့ကိုရီးယားတွေဘက်မှာလည်းရှိတယ်နော်ကျွန်တော်တို့မသိတဲ့တခြားနိုင်ငံတွေလည်းရှိနိုင်တာပေါ့နော်အဲဆိုလို့ရှိရင်အရှိပါလေရှင်နံပါတ်1ကအခုဝန်ထုတ်ဝန်ဘိုးဖြစ်နေတာပါလေဆိုလို့ရှိရင်အဲဒီဥပဒေကိုအကောင့်ထည့်တဲ့အကောင့်ထည့်ပေါ်တဲ့ပုံစံတက်တက်ခိုင်အပါဝင်မြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံရေးပါတီတွေအားလုံးစစ်တပ်ထောက်ခံတဲ့လူတွေအားလုံးကိုပြောချင်တာက PDF က ဥပဒေပေါင်ရဲ့အပြင်ဘက်မှာရှိနေတာမဟုတ်ဘူး PDF ကအမှောင်ထဲမှာရှိနေတာမဟုတ်တဲ့အတွက်ကြောင့် PDF ကလက်နက်ချစရာမလိုဘူးအဲ့တော့လက်နက်ချစီချင်စစ်တပ်ကိုဒါလက်နက်ချခိုင်းဘာလို့လဲဆိုတော့အေဂျန်တည်ငိမ့်တာယာဖွင့်ဖြိုးစပြုတ်နေတဲ့နိုင်ငံကိုမင်းအောင်လိုင်းတယောက်တည်းကအာနာလိုချင်တဲ့အတွက်တစ်ခုတည်းနဲ့တိုင်းပြည်ကိုပုံကန်ပြီးအာနာသိမ်းလိုက်လို့ဒီကနေ့ပြည်သူလူထုကလူငယ်တွေအကုန်လုံးကတော်လှန်ရေးသမားတွေဖြစ်လာကြတာเนาะအဲ့ဒီတော့ ် PDF ကလက်လက်ချဆရာမလို့ PDF ကဥပဒေပေါင်းထဲမှာရှိတယ်ဥပဒေနဲ့အလုပ်လုပ်တယ်ပြည်သူလူထုအခွင့်အရေးအတွက်ပြည်သူပြည်သူလူထုအခွင့်အရေးကိုတော်ကာကွယ်ဖို့အတွက်အတော်လှန်ရေးလုပ်နေတာအဲ့တော့လက်လက်ချရင်းချစစ်သက်တာချရအောင်စကလုံးတစ်ခုချင်းစီတိုင်းကိုသူတောင်းဝန်ယူရမယ်နော်အဲ့တော့တတက်ခိုင်ကသူ့ရဲ့နိုင်ငံရေးလမ်းစဉ်အရာနော်ဒီမိုကရေစီအခွင့်အရေးအရာ ပြိုင်ဘက်မရှိတော့တဲ့အချိန်မှာပြိုင်ဘက်တွေကိုကြိုးတုပ်ဖမ်းဆီးထားတဲ့အချိန်မှာစစ်တပ်ကလက်နက်အားကိုးနဲ့တနိုင်ကန်လုံးကိုဘုံကျဲပြီးတော့ရွေးကောက်ပွဲလုပ်ပေးတာကိုသူကဂုံတိုက်ခါမဲ့စွာနဲ့နိုင်ငံရေးကိုခွေးတိုးပေါက်ကနေဝင်လာပြီးတော့အာနာလူချင်းတို့သူလှုပ်တယ်ဆိုရင်တောင်မှကျွန်တော်တို့ကနိုင်ငံရေးအရာသူ့ကိုနားလည်ပေးလို့ရတယ်ဒါပေမဲ့ဒီတသက်ခိုင်ကနော်ကျွန်တော်တို့ပြည်သူလူထုအားလုံးချစ်မြတ်နိုးရတဲ့နိုင်ငံခေါင်းဆောင်တွေအကုန်လုံးကိုလည်းစော်ကားတယ်လို့ စစ်အာဏာရှင်ကိုတော်လှန်ရေးလုပ်နေတဲ့တိုင်းပြည်ရဲ့အနာကက်လူငယ်တွေကိုလည်းသူကစော်ကားတယ်အဲ့တော့ဒီဟာကသူ့ရဲ့ပြစ်မှုတွေကဒါခွင့်လွတ်နားလဲပေးလို့ရတယ်ပြစ်မှုတွေမဟုတ်တော့ဘူးအဲ့ဒီတော့ဒီစကလုံးတစ်လုံးချင်းစီတိုင်းကိုဒီတသက်ကန်ကတာဝန်ယူရမယ်နောက်တစ်ချိန်မှာဒီတော်လှန်ရေးကာလမှာရောတော်လှန်ရေးပြီးသွားတဲ့နောက်တစ်ချိန်မှာပါဒီတသက်ကန်ကိုစရင်ရှင်းရမယ်နောက်ဆုံးပြောရင်သေဒဏ်အထိတောင် ပေးတင်ရင်ပေးရမယ်တသက်ခါထမင်းဝအောင်စားထားတော့မြန်မာနိုင်ငံရဲ့တော်လှန်ရေးအခြေအနေကဘလို့ဖြစ်နေတာလဲဆိုတော့အကျန်းဖက်အာနာသိစစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့သူ့ရဲ့နောက်လိုက်တွေရဲ့နေ့စဉ်ပြောဆိုမှုတွေသူတို့ရဲ့လောက်ကန်လှုပ်ရှားပုံတွေကိုကြည့်လိုက်ရင်စစ်တပ်ကတနီးနီးနဲ့အာနာကိုပြန်ရလိမ့်မယ်လို့သူတို့ကိုသူတို့ယုံကြည်နေတာဖြစ်တယ်ဒါကြောင့်မို့လဲသူတို့က ဒီလက်ရှိမှာအာနာရရှိရေးရေးရှိမှာအာနာတည်မြဲရေးအတွက်သူတို့နှစ်ရှည်စီမံကိန်းတွေနှစ်ရှည်ပလန်တွေကိုသူတို့လုတ်ဆောင်နေတာကျွန်တော်တို့တွေ့နေရတယ်เนาะအဲ့တော့ဒါတွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့တော်လန်ရေးပြည်လူလူတို့ဟာဒီထက်ပိုပြီးတော့မှအားဆိုင်ထုတ်ဖို့လိုနေသေးတယ်ဆိုတာကိုရန်တူကကျွန်တော်တို့ကိုတက်တည်ပြနေတာဖြစ်ပါတယ်အခုဆိုရင်မင်းအောင်တိုင်ဟာရုရှားနဲ့ နှစ်ရှည်စီမံကိန်းလုပ်ငန်းများစွာကိုသဘောတူလက်မှတ်ထိုးထားတဲ့သရုပ်နဲ့နှစ်ရှည်စီမံကိန်းများစွာကိုသဘောတူလက်မှတ်ထိုးထားတယ်เนาะမြန်မာနိုင်ငံအသွင်းမှာရှိတဲ့အကျဉ်းထောင်တွေကိုတိုးချက်ဆောက်လုပ်နေတယ်ပြီးရင်ဒါလုပ်ငန်းရှင်တွေများစွာကိုဖိတ်ခေါ်ပြီးတော့မှနှစ်ရှည်စီမံကိန်းတွေမြို့ပြစီမံကိန်းများစွာကိုသူတို့စစ်တပ်ကလုပ်နေတယ်ပြီးရောမြန်မာနိုင်ငံထဲမှာရှိတဲ့လုပ်ငန်းစီးပွားရေးလုပ်ငန်းအကုန်လုံးကိုမြောက်လိုင်းသားကား သူ့ရဲ့ကုမ္ပဏီနာမည်နဲ့လွှဲပြောင်းရယူထားတယ်။နှစ်ရှည်ရင်းနှီးမြှုပ်နှံရမယ့်လုပ်ငန်းတွေအကုန်လုံးမှာမင်းအောင်လိုင်သားကရယူထားတယ်။နောက်ပြီးတော့မင်းအောင်လိုင်သမီးကမြန်မာနိုင်ငံမှာရှိတဲ့ဖြော်ပြရေးသတင်းမီဒီယာရုပ်ရှင်နဲ့အမှုပညာလုပ်ငန်းတွေအကုန်လုံးကိုမင်းအောင်လိုင်သမီးကအခုလက်ဝါးကြီးအုပ်ရယူထားတယ်။ဒါတွေကိုကြည့်ရင်သူတို့ကလက်ရှိမှာအာဏာတည်မြဲရေးရေရှည်မှာအာဏာကိုရေရှည်ထိန်းချုပ်နိုင်ရေးအတွက်သူတို့ ဒါလှုပ်ဆောင်နေတာဖြစ်တယ်အဲ့တော့ခြုံငုံပြီးသုံးတက်ရရင်အကျန်းဖက်အာနာသိစိမိတ်စာတွေကသူတို့ကိုသူတို့အာနာရလိမ့်မယ်လို့တစ်ထစ်ကြာယုံကြည်နေကြတာဖြစ်တယ်အဲ့ဒီတော့သူတို့ရဲ့ယုံကြည်မှုတွေကိုရရိုက်ချိုးဖို့သူတို့ဒီစစ်အာနာရှင်တွေမြန်မာပြည်ထဲကနေအမြင့်ပြုတ်အောင်မောင်းထုတ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့တော်လှန်ရေးပြည်လူလူထုတွေအားလုံးဒီထက်ပိုပြီးအားစိတ်ထုတ်ဖို့လိုနေသေးတယ်ဆိုတာကိုပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီထက်ပိုပြီးနှစ်ဆသို့စူးစမ်းပြီးတော့တော်လှန်ကြရမှာဖြစ်ပါတယ်